မောက်မယ်မြို့နယ်၌မိဘအန်တဲ့ဂျူတင်ကာကွယ်ရေး73စီရောင်းဆိုင်များစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေခရိုင်မောက်မယ်မြို့နယ်မိသက်ဌာနဦးစည်းနေဖြင့်ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍မိဘအန်တဲ့ဂျူတင်ကာကွယ်ရေးအတွက်ယနေ့နေ့နောက်ပိုင်းကမြို့နယ်မိသက်ဦးစည်းဌာနဦးစည်းရာရှိဦးတန်းလင်းအောင်နဲ့မိသက်တပ်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစည်းဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင် မြို့နယ်စီမင်းသားယာရေးအဖွဲ့အမှုဆောင်ရာရှိနေမြို့နယ်လက်စစ်မှုတို့ဘူးပေါင်းပါဝင်သောအဖွဲ့ကမြို့နယ်တွင်းရှိ73စီရောင်းဆိုင်များကွင်းစင်းစစ်ဆေးခဲ့ကြပါသည်ထို့သောကွင်းစင်းစစ်ဆေးရာတွင်မိသက်စေးဘူးများထားရှိမှုအပေါ့စားမိငိမ့်တက်ဆက်ကောင်းမွန်မှုရှိမရှိရေတိုလောင်ထားရှိမှုလက်စစ်ဘာဝရိန်းများကောင်းမွန်မှုရှိမရှိတို့ကို စစ်ဆေးကြပြီးမိလောင်မှုများဖြစ်ပေါ်ပါက မြို့နယ်မိသားစုဥစည်းဌာနသို့ချက်ချင်းအကြောင်းကြားရန်အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်ခမညာ